င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်တွင်းမှာစစ်ပွဲအခြေအနေကြက်တဲမှုတွေကြောင့်ပုဂ္ဂလိကဝန်ထမ်းတွေကိုလက်စားတုံ့ပြန်ပေးခဲ့ကြတဲ့ဖုန်းဆိုင်ဒီဇိုင်းဆိုင်မီနီမတ်ကော်ဖီဆိုင်နဲ့ကမ္ပဏီရုံးငန်းတွေကိုစစ်ကောင်စီကလိုက်လံချိတ်ပိတ်နေုံနဲ့မကပိုင်ရှင်တဲ့လုပ်ငန်းရှင်တွေကိုပါပုံမှန်905နဲ့ပါအမှုပွင့်ထားတယ်ဆိုပါတယ် ညာဦးမြို့နယ်မှာစစ်မှုထမ်းဖို့အတင်းကျပ်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့မောင်ချက်ဖောင်းဆိုတဲ့သူဟာ73ရက်အကြာမှာတော့နှိပ်စက်ခံရတဲ့ဒဏ်ရာတွေနဲ့တေဆုံသွားခဲ့ပြီးစစ်တပ်ကအလောင်းပြန်ပေးတဲ့အခါမှာဓာတ်လိုက်တေဆုံတယ်ဆိုပြီးတော့လက်ညာပြောဆိုသွားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဇွန်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ပြည်တွင်းမှာစီးပွားရေးအခြေအနေကြက်တဲမှုတွေကြောင့် ုဂ္ဂလိကဝန်ထမ်းတွေကိုလစတိုးမြင့်ပေးခဲ့ကြတဲ့ဖုန်းဆိုင်ဒီဇိုင်းဆိုင်မီနီမတ်ကော်ဖီဆိုင်နဲ့ကမ်ပဏီရုံးခန်းတွေကိုစစ်ကောင်စီကလိုက်လံချိတ်ပိတ်နေပြီးပိုင်ရှင်တဲ့လုပ်ငန်းရှင်တွေကိုပုံမှန်905နဲ့ပါအမှုဖွင့်ထားတယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီတည်ရင်မြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်လက်ရှိပြည်တွင်းမှာကုန်စည်နှုန်းတွေမတရားမြင့်တက်မှုကြောင့်ဝန်ထမ်းတွေရဲ့လစာနဲ့မလောက်ငှမှာကိုစိုးရိမ်တဲ့ပုဂ္ဂလိကလုပ်ငန်းရှင်တွေကသူတို့ရဲ့ဝန်ထမ်းတွေကိုလစာတိုးမြင့်ပေးခဲ့ကြတဲ့ထုတ်ပြန်စာကိုသူတို့ရဲ့လူမှုကွန်ရက်တွေမှာဖော်ပြခဲ့ကြပါတယ်။ဒါကို အကြမ်းဖက်စစ်ကောင်စီကနိုင်ငံမတီမငိမ်ဖြစ်အောင်ငွေကြေးဖောင်းပွားမှုနဲ့ကြက်ငွေတန်ဖိုးထိုးကြအောင်စစ်ကောင်စီကိုနန်းစီဒီယံဝန်ထမ်းတွေကလစာမတိုးပေးမှုကြောင့်အကြီးညိုပြက်အောင်လုပ်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပုတ်လိကကော်မတီလုပ်ငန်းရှင်၁၀ဦးထက်မနည်းကိုဖမ်းဆီးခဲ့တာပါအဲ့ဒီလိုဖမ်းဆီးခံရတဲ့လုပ်ငန်းတွေတက်ကလောလောဆယ်မှာတော့ဇော်ဇော် mobile phone ဆိုင် design agency ဆိုင် coffee ဆိုင် minimat တခုနဲ့ company ရုံးငန်းတခုချိတ်ပိတ်ခံလိုက်ရပြီလို့လဲရန်ကုန်တိုင်းစစ်ကောင်စီတည်င်းရင်းမြစ်ကပြောထားပါတယ်ဒါတွေမကသေးပဲ အဲ့ဒီလိုဝန်ထမ်းတွေကိုလက်စားတိုးမြှင့်ပေးခဲ့တဲ့ပုဂ္ဂလိကလုပ်ငန်းရှင်နဲ့စိုင်းပိုင်းရှင်တွေကိုအကြက်ဖက်စစ်ကောင်စီကနိုင်ငံတော်အကြီးအကျယ်ပြစ်စင်မှုပုံမှန်905ကကြီးနဲ့ပါအမှုဖွင့်ထားပြီးပုံမှန်တွေထပ်တိုးဖို့လည်းရှိနေပြန်တယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီတရင်ရှင်တွေကပြောထားပါလိမ့်ခင်ဗျတဖက်မှာလည်းအကြက်ဖက်စစ်တပ်လက်အောက်ခံစီပင်တရားဈေးတွေမှာကျက်သားဝတ်သားအမဲသားနဲ့စိတ်သားတွေကိုသူတို့တတ်မှတ်တဲ့ဈေးနှုန်းနဲ့သာရောင်းဖို့ဖိအားပေးခံရတဲ့အတွက် ဈေးတယ်တွေအခက်တွေ့နေရတယ်လို့ဈေးတယ်တွေကိုတိုင်ရန်ကုန်ခေတ်တကိုပြောထားပါတယ်။မကွေးတိုင်းအတွက်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံစီးပင်းတရားရေးဈေးတွေအားလုံးမှာဆိုရင်ကြက်သားဝတ်သားအမဲသားနဲ့စိတ်သားတွေကိုသူတို့တတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့သာရောင်းချဖို့ဈေးတယ်တွေကိုစစ်ကောင်စီလက်အောက်ခံစီးပင်းတရားဈေးဝင်တန်းတွေကလော်နဲ့လိုက်အော်ပြီးဖိအားပေးနေတယ်ဆိုပါတယ်။အဲဒီလိုသူတို့တတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့မရောမှုဆိုရင်ဈေးတွေကိုဈေးရောင်းချခွင့်ပိတ်ပင်မှာဖြစ်တဲ့အပြင်ဒဏ်ရိုက်တာတွေထောင်ချတာတွေပါလွတ်ဆောင်မှာဖြစ်တဲ့ဆိုပြီး PRP ချိမ့်ချောက်လာတဲ့အတွက် ဈေးသည်တွေဟာတော်တော်ကိုအခက်တွေ့နေရတယ်လို့နတ်မောင်မြို့နယ်စီပင်သားရရေကော်မတီဈေးမှာရှိတယ်ဈေးသည်တို့ကပြောထားပါလေလက်တွေ့ပြင်ပဈေးကွက်မှာကျက်သားအမဲသားဝတ်သားစိတ်သားဈေးနှုန်းတွေဟာတပိတ်သားကိုငွေကျပ်2000ဝန်းကျင်နဲ့2000ကျော်အထိဈေးနှုန်းမြင့်တက်နေတယ်လို့လည်းသိရပါတယ်အကြမ်းဖက်စစ်ကောင်စီကတော့ရွှေဒေါ်လာဈေးနှုန်းတွေနဲ့ကုန်ဈေးနှုန်းတွေကြအောင်ဆိုပြီးကုန်သည်တွေနဲ့လုပ်ငန်းရှင်တွေကိုဖမ်းဆီးအရေးယူမှုတွေဇက်တိုက်လှုပ်ဆောင်နေပြီအခုနောက်ဆုံး စီမင်တရားဈေးမှာပါအခြေခံစားကုန်ဈေးနှုန်းတွေကိုချိန်ချောက်ဖိအားပေးလာတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျတစက်ထင်းပါပဲအကြမ်းဖက်စစ်ကောင်စီကဒေါ်လာအယောင်ဝယ်လုတ်တဲ့သူတွေနဲ့ရွှေကုန်တွေကိုဖမ်းဆီးမှုတွေလုပ်နေပြီမဲ့အမေရိကန်ဒေါ်လာနဲ့ရွှေဈေးနှုန်းတွေဟာပြန်လဲမြင့်တက်လာတယ်လို့ရန်ကုန်ရွှေကုန်တွေနဲ့နိုင်ငံခြားငွေလဲဒိုင်တချို့ကပြောပါတယ်ဒီကနေ့ဇွန်လ23ရက်နေ့မှာပဲပြည်တွင်းမှာအမေရိကန်ဒေါ်လာကိုငွေကျပ်4400ကျော်အထိဈေးနှုန်းမြင့်တက်လာပြီအခောက်ရွှေတစ်ကျပ်ကငွေကျပ်54ဒိန်9ပေါင်ကျော်အထိဈေးနှုန်းတက်မှန်မြင့်တက်လာတယ်ဆိုပါတယ် အခုကရွှေဈေးကွက်ရောဒေါ်လာဈေးကွက်ရောပြင်ပမှာပဲမှောင်ခိုဈေးကွက်လို့ဖြစ်နေပြီစစ်ကောင်စီကတတ်မှတ်တဲ့ဈေးနှုန်းတွေကတော့ဘယ်သူမှအယောင်ဝယ်မလုပ်ကြသလိုလက်ရှိပြင်ပဈေးနှုန်းတွေကတော့အယောင်ဝယ်လေးရှိနေကြတယ်လို့ရန်ကုန်ရွှေကုန်းတဲ့တူကပြောထားပါလေအကြံဖက်စစ်ကောင်စီရဲ့ PR ပေးမှုကြောင့်ရန်ကုန်ရွှေအသင်းကတတ်မှတ်ထားတဲ့အခောက်ရွှေဈေးနှုန်းကတော့တစ်ကြက်သားကိုငွေကျပ်46,800သောင်းဝန်းကျင်မှာရှိနေပေမဲ့လက်တွေ့ပြင်ပပေါက်ဈေးကတော့ရွှေတစ်ကြက်သားကိုငွေကျပ်54,800သောင်းကျော်အထိရှိနေတယ်လို့သိရပါလိမ့်ခင်ဗျ တစ်ဖက်မှာတော့မန္တလေးတိုင်းညဦးမြို့နယ်မှာစစ်မှုထမ်းဖို့အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့မောင်ချက်ဖောင်းဆိုတဲ့သူဟာ73ရက်အကြာမှာတော့နှိမ့်ဆက်ခံရတဲ့ဒဏ်ရာတွေနဲ့တိတ်ဆုံးသွားခဲ့ပြီစစ်တပ်ကအလောင်းပြန်ပေးတဲ့အခါမှာတက်လိုက်ပြီးတိတ်ဆုံးတယ်လို့သာလိန်လဲပြောဆိုသွားတယ်လို့မိသားစုနဲ့နှိစက်တဲ့သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ညဦးမြို့နယ်ကောင်းပင်စီဂျေးရွာကအသက်20အရွယ်မောင်ချက်ဖောင်းဆိုတဲ့သူကိုအကြံဖက်စစ်တပ်ကစစ်မှုထမ်းဖို့ဆိုပြီးအတင်းကျပ်ဖမ်းဆီးသွားပြီးတဲ့နောက်ဇွန်လ17ရက်နေ့မှာတော့မောင်ချက်ဖောင်းဟာ ဓာတ်လိုက်တေဆုံးသွားတယ်ဆိုပြီးစစ်တပ်ကမိသားစုတွေကိုအကြောင်းကြားလာတယ်လို့ရုပ်လောင်းကိုကြပ်ပောင်းမြို့နယ်ဈေးရုံကရင်ခွဲရုံမှာတွတ်တဲခဲ့ရတယ်ဆိုပါတယ်အဲ့ဒီနောက်မောင်ချက်ဖောင်းရဲ့ရုပ်လောင်းကိုကြိလိုက်တဲ့အခါမှာတော့စစ်တပ်ကပြောတယ်လို့မဟုတ်ပဲတကောလုံးနှိပါနှိပ်ဆက်ခံထားရတဲ့ဒဏ်ရာတွေနဲ့တေဆုံးနေတာကိုတွေ့ရတယ်လို့လဲမိသားစုနဲ့နှိစက်တဲ့သူတွေကပြောပါတယ်ဒါအပြင်အကြံပစစ်တရဲ့အရာရှိတဦးကမောင်ချက်ဖောင်းရဲ့တေဆုံးမှုဟာစစ်တရဲ့တင်နန်းသားမဖြစ်သေးတဲ့အတွက်သူတို့နဲ့မဆိုင်ဘူးဆိုပြီးတော့ပါပြောသွားသေးတယ်လို့လည်းသိရပါတယ်ခင်ဗျာ ဒီတခါစကိုင်းတိုင်းဘက်မှာလေကံလူမျိုးနယ်မှာရှိတဲ့ကြေးရွာ၄ရွာကိုအကြမ်းဖက်စစ်ကောင်စီကပိတ်ဆို့ပြီးရဲသားပြည်သူအယောက်၄၀ထက်မနည်းကိုစစ်သားတွေအဖြစ်မတရားဖမ်းဆီးစုဆောင်းသွားတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဇော်လ၁၂ရက်နေ့ဖြစ်တဲ့မနေ့ကပဲကံလူမျိုးနယ်ကခေါတန်ဒီမိုဂျိုအုပ်ဖို့နဲ့အုံတော်ကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကပိတ်ဆို့ပြီးတော့ကြေးရွာတွေကအသက်၃၀ဝန်းကျင်အရွယ်လူလက်ပိုင်းတွေကိုစစ်သားတွေအဖြစ်အတင်းအဓမ္မဖမ်းဆီးသွားရမှာ။ ရဲသားပြည်သူအယောက်40တက်မနည်းဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ်အဲ့ဒီလိုပိတ်ဆို့ဖမ်းဆီးခံရတဲ့ဂျေးရွာလေးရွာကိုအကြံဖက်စစ်တပ်ကပြစော့တီအဖွဲ့တွေဖွဲ့ဖို့အကြိမ်ကြိမ်ဖိအားပေးခဲ့တယ်လို့ဂျေးရွာတွေကပြစော့တီအဖွဲ့ဖွဲ့ဖို့လက်မခံဘဲညှဉ်းဆန်ခဲ့တဲ့အတွက်အခုစစ်တပ်နဲ့ပါရွာတွေကိုပိတ်ပြီးအယောက်သားပြည်သူတွေကိုစစ်သားတွေအဖြစ်မတရားဖမ်းဆီးသွားတာဖြစ်တယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျတပတ်မှာတော့အကြံဖက်မြန်မာစစ်ကောင်စီကိုချက်ချင်းအရေးယူဖို့နဲ့ မြန်မာပြည်သူတွေရဲ့လွတ်လပ်ရေးတိုက်ပွဲမှာပံ့ပိုးကူညီကြဖို့နိုင်ငံတကာကို IUF ကဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပနေတဲ့အိုင်လိုညီလာခံအတွင်းတိုက်တွန်းပြောဆိုတော့ပါလေဇွန်လ17ရက်နေ့ကပဲဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပနေတဲ့132ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာလူ့သမားရေးရာအိုင်လိုညီလာခံအတွင်းလက်ရှိမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေကျူးလွန်နေတဲ့မြန်မာစစ်အုပ်စုကို ILO ရဲ့ဖွဲ့စည်းပုံဥပဒေနဲ့အညီချက်ချင်းအရေးယူဖို့ IUF ကတောင်းဆိုတော့တာပါဒါပြင် လက်ရှိအမျိုးသားညီညွတ်အစိုးရ UNG ကသာအခြေခံလူ့သမားအခွင့်အရေးနဲ့လူ့အခွင့်အရေးတိုးတက်ကောင်းမွန်အောင်လှုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် UNG နဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ဒီမိုကရေစီလှုပ်ရှားမှုနဲ့မြန်မာပြည်သူတွေရဲ့လွတ်လပ်ရေးတိုက်ပွဲမှာပံ့ပိုးကူညီဖို့လိုအပ်တယ်လို့လည်း ILO နဲ့နိုင်ငံတကာအဖွဲ့အစည်းတွေက IUF ကညီလာခံအတွင်းတိုက်တွန်းတောင်းဆိုသွားတယ်လို့သိရပါပါခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ